မင်္ဂလာပါရှင်အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ DVB ရဲ့တွိတ်ဆုံမင်းမြန်ခန်းစီစဉ်လေးရနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ခေဒီဒီဘက်မှာဆိုလို့ရှိရင်တော့ ဒီနေ့ဘသူ့ဖိတ်ခေါ်ထားလဲဆိုရင်တော့မြန်မာနိုင်ငံရဲ့ဒါဒီဂီတာနဲ့ဆိုလို့ရှိရင်ပေါ့နော်ပထမအဦးဆုံး online သင်ကြားရေးစတင်ခဲ့တဲ့ instructor တယောက်ဖြစ်တယ်။နောက်ပြီးတော့မှဒီမြန်မာနိုင်ငံရဲ့ပထမအဦးဆုံးလို့ပြောလို့ရသေးတဲ့ဒီဒီ online learning ဒီ music နဲ့ပတ်သက်တဲ့ဟာပေါ့နော် music နဲ့ပတ်သက်တဲ့ဒီ tutorial တွေအားလုံးကို online ကနေပြီးတော့မှသင်ကြားနိုင်တဲ့ application လေးကိုစပြီးတော့မှတည်ထောင်ခဲ့တဲ့သူတယောက်လည်းဖြစ်တယ်။ကိုလင်းနဲ့ကိုဖိတ်ခေါ်ထားပါရဲ့ရှင်။ကိုမင်္ဂလာပါ။မင်္ဂလာပါ။ဟုတ်ကဲ့ပါရှင်။လက်ရှိဘာလို့နေလဲရေသုံးပြောပြပေးပါအောင်ရှင်။ ်လက်ရှိကတော့ဒီကျွန်တော်တခြင်းနေတီးတာရှိတယ်ပြီးတော့ဒီကျွန်တော်ဘန်ရဲ့တခြင်းနေပေါ့နော်ခြင်းနေတီးတာရှိတယ်ပြီးတော့ကျွန်တော် app အတွက်လုပ်နေတဲ့ဟာလေးရှိတယ်ပြီးတော့ lesson ရိုက်တာတွေပေါ့နော်ပြီးတော့ online သင်တန်းတွေပေါ့အဲ့ဒါတွေပါပဲဟုတ်ဟုတ်ကဲ့ပါဆိုတော့အရင်ဆုံးသိကျင်တာကအကိုဒီဂီတလောကတွေကိုအကိုဘလို့စတင်ပြရောက်ရှိလာခဲ့ရလဲဒါလေးပြန်ပြောပြပေးပါဦးဆိုတော့အရင်ဆုံးဒီလောကတွေကိုစပြီးတော့စရောက်တဲ့ဟာကတော့တီတီဝဘပြောလို့ရှိရင်ကျွန်တော်ဒီ စနစ် sorry 9:30ပေါ့နော်9:30ဝင်းကျင်လောက်ကနေပြီးတော့စပြီးတော့ရောက်တယ်ပေါ့ဆိုတော့အဲ့မှာဒီ show တွေပိုင်းညာတွေစတီးပေါ့နော်စတီးနေရောက်တယ်ဒါပေမဲ့အဲ့မှာတိုင်ငယ်ရှေ့မှာတော့လည်းနည်းနည်းရှိခဲ့တယ်ပေါ့ဆိုတော့ရှေ့မှာတော့ကျတော့ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီအဲကိုရန်ကျောင်းသားလောက်မှာဒီကန်တော်ကြီးထဲမှာအဲ့လို unplug လေးတီးတာတို့ပါတော့ညာအဲ့လိုဟာမျိုးတွေရှိခဲ့ဘူးလေပေါ့နော်ရှေ့မှာတော့ဒါပေမဲ့အဲ့ဒါကကျတော့ဟိုစနေတကြနဲ့တေချာလေးလာပြီးွားတော့မှဟိုတီးတဲ့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော် ဆိုတော့ဒီတိုင်းကိုကနဲ့ကိုဟို self study လုပ်ပြီးတော့တီးရဲ့ပုံစံမျိုးပေါ့အနောက်ပြီးွားတော့မှကျွန်တော်တေချာစနေနေ့ကျပြန်လေ့လာဆရာနဲ့လေ့လာပြီးွားတော့မှအဲ့ဒီ2010လောက်မှစပြီးတော့စလုပ်ဖြစ်တာပေါ့နော်အဲ့ရနေပြီးတော့အခုထိပဲပေါ့ဟုတ်ဟုတ်ကဲ့ပါဆိုတော့ဒီ application လေးကိုရောအခုဘယ်လိုမျိုးစပြီးတော့မှဒီအကြံရသွားခဲ့ရလဲဒါအခုဆိုလို့ရှိရင်ဒါပထမအဆုံးဒါ music learning application လို့ပြောလို့ရတယ်ဆိုတော့ဒီဟာလေးစတင်ဖြစ်ခဲ့ပုံလေးပြီးတော့ဒီဟာရဲ့အာရွေချက်လေးပေါ့နော်ဒါလေးပြပြပေးပါဦးရှင့်ဟုတ်ကဲ့ အဲအဓိကတော့ online ဒီ application မတိုင်ခင်ပေါ့နော်မတိုင်ခင်ရှေ့မှာကျွန်တော်ဒီဟိုဒီ social media တွေကနေပဲကျွန်တော်သင်တဲ့ဟာ class ကြီးရှိတယ်ဆိုတော့အဲ့ဒါ2015 April လောက်မှာစတာပေါ့နော်ဆိုတော့အဲ့မှာဆိုရင်ကျွန်တော်ဒီ Viber နဲ့အရင်စတာပေါ့အဲ့ဒီမှာကျွန်တော်တို့ရှိမှာအဲ Facebook သုံးတဲ့ user ရှိရရှိနေပြီဒါပေမဲ့အခုလောက်တော့မများဘူးပေါ့နော်အများသေးတဲ့အခြေအနေဖြစ်တယ်အဲ့ဒီမှာကျွန်တော် Viber ပို့အသုံးများတယ် Viber ပို့အသုံးများတဲ့ခါကျတော့အဲ့ဒီမှာ Viber နေပြီးတော့စပြီးစလုပ်ဖြစ်တယ် ဆိုတော့အဲ့ကနေပြီးတော့မှအဲကျွန်တော်ဒီ Facebook ကိုပြောင်းတယ်ပေါ့နော် Facebook group တွေကနေပြီးတော့တင်တယ်ပေါ့တင်တော့အတောင်16ထဲလောက်ကိုရောက်သွားပြီပေါ့အဲ့ချိန်မှာတော့အဲ့မှာတင်ရနေမှာကျွန်တော်အဲဘာတခုတော့တွေ့လဲဆိုတော့အဓိကဒီလုံခြုံရေးပေါ့နော်လုံခြုံရေးပြီးနောက်တစ်ခု platform တစ်ခုပေါ့အကို Facebook ကကြတော့ကျွန်တော်ကိုယ်ပိုင် platform မဟုတ်ဘူးအဲသူများဖန်တီးထားတဲ့ဟာကိုကျွန်တော်တို့ကဝင်ပြီးတော့ဟို အငားအနေနဲ့ဝင်ဝင်သုံးတဲ့သဘောမျိုးပေါ့နော်အဲသုံးတယ်ဆိုတဲ့ဟာမှာလည်းတို့ကဒီ education အတွက်ရဲ့သီးသန့်ရဲ့အဲ့လိုမျိုးလုပ်ပေးထားတဲ့ platform မျိုးလည်းမဟုတ်တဲ့အခါကျတော့ပြောချင်တာအကုန်ရောထွေးနေတာပေါ့ဆိုတော့ social app တခုလည်းဖြစ်တဲ့အခါကျတော့တခြား user နဲ့ user အမျိုးမျိုးနဲ့သုံးကြတဲ့လူတွေကရှိတာ哦ရှိတော့ music တခုရဲ့အတွက်သီးသန့်မဖြစ်နေဘူးပေါ့မဖြစ်နေတဲ့အခါကျတော့ကျွန်တော်ကအဲ့ဒါကိုသီးသန့်ဖြစ်ချင်တာလည်းပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ music industry ရဲ့မှာရောဒီကျွန်တော်တို့ local ရဲ့မှာရောကအဲ့လိုမျိုးသီးသန့် platform မျိုးမရှိနေဘူးပေါ့ မရှိနေတဲ့အခါကျတော့ကျွန်တော်အဲ့ဒါကိုတည်တံလုပ်ချင်တယ်ပြီးတော့နောက်တစ်ခွက်ကျတော့ဒီဗီဒီယိုတွေရဲ့လုံခြုံရေးပေါ့နော်ဆိုတော့ဒီတင်ကြားရေးဗီဒီယိုဖိုင်တွေကကျွန်တော်ရှေ့မှာခုနကပြောခဲ့သလိုဒီဆိုရှယ်မီဒီယာမှာတင်ခဲ့တဲ့အချိန်တုန်းကဆိုလို့ရှင်ဗီဒီယိုတွေပေါက်တာရှိတယ်ပေါက်တယ်ဆိုတော့ကိုယ်ရှိမှလာတက်တယ်တင်တယ်လာတက်တယ်အခါချင်းကိုပြပြီးလာတက်တယ်ဒါပေမဲ့ဒီဗီဒီယိုတွေက download ရနေတဲ့အခါကျတော့ download ဆိုတော့ကိုယ့်ရဲ့ phone storage ကို download ရနေတဲ့အခါကျတော့ဒီဗီဒီယိုတွေကပါလဲဆိုတော့ပြန်ပြီးပြန်ပြန့်ကုန် ပြန့်ကုန်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီမူရင်းဒီတင်တဲ့တင်နှန်းဆရာတွေဘက်ကကျတော့လေသူကဒီကိုရရတဲ့ရထိုက်တဲ့ပမာဏရဲ့လမ်းကြောင်းတစ်ဖြည်းနဲ့ကျင်းသွားတာပေါ့အဲ့လိုမျိုးဖြစ်တာပေါ့နော်ဖြစ်တဲ့ခါကျတော့အဲ့ဒီ video တွေကိုလည်းအဓိကကျွန်တော်လုံခြုံချင်တယ်ပြီးတော့နောက်တစ်ခါကျတော့ platform လဲတည်တံဖြစ်ချင်တယ်ပြီးရင်နောက်တစ်ချက်ကကျတော့ကျွန်တော်ကဘာလဲဆိုတော့ဒီဟိုဒီ app လောက်တဲ့နောက် video ချက်တစ်ခုကကျတော့ဒီ industry ရဲ့မှာရှိတဲ့ဆရာတွေပေါ့နော် တကယ်လုံးဝစနစ်တကျသင်ပေးနိုင်တဲ့ဆရာတွေကိုဒီတနေရာထဲမှာကျွန်တော်က collab လုပ်ထားခြင်းတာအကုန်လုံးစုပြီးတော့ထားခြင်းတာပေါ့နော်ဆိုတော့သင်မဲ့လူတွေကဒီ app ကို download ဆွဲလိုက်တာနဲ့အထဲထဲမှာသူသင်ကျင်တဲ့ဘာသာရပ်အကုန်ရှိမှာပေါ့ဆိုတော့ဆရာဆိုတော့ဘာသာရပ်အကုန်ဆိုရဲဟာမှလည်းပြောချင်တာဟို piano သင်မယ်ပေါ့ piano သင်မယ်ဆိုရင် piano ကဆရာတယောက်တည်းမဟုတ်ဘဲနဲ့ကိုသင်ကျင်တဲ့ piano ဆရာနဲ့ရွေးချယ်ပြီးသင်လို့ရတယ်ဥပမာ guitar ဆိုလို့ချင်းလဲကျွန်တော် app ပြန်မှာကျွန်တော်တယောက်တည်းမဟုတ် နောက်တဲ့ဆရာတွေရှိတယ်။ဆိုတော့အထဲတဲ့ဝင်ဝင်ပြီးွားလို့ရှိရင်ကိုတင်ကျင်တဲ့ဆရာနဲ့ရွေးချယ်ပြီးတင်လို့ရတာအဲ့လိုရွေးချယ်ပါတော့။အဓိကတော့ပြောချင်တာကကျွန်တော်တို့မှ shopping mall တစ်ခုလို့ပေါ့ဝင်ဝါလိုက်တယ်ဒီ shopping mall ဒီအဆောင်ယူခဲ့တဲ့ဝင်ဝါလိုက်တယ်ထဲမှာအကုန်ရှိတယ်။အဲ့ကိုကြိုက်တဲ့ဆိုင်ကနေပြီးတော့ရွေးပြီးတော့ဝယ်လို့ရတယ်။အဲ့လိုပုံစံမျိုးပေါ့နော်။အဲ့တော့ဒီ app မှာလည်းအဲ့လိုပဲအဲ့ရွေးချယ်နဲ့လောက်တာပေါ့။ဆိုတော့ဒါပေမဲ့တခုအဲ twin jet တခုအနေနဲ့ကတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီနိုင်ငံရဲ့နိုင်ငံရေးအခင်းကျင်းနေပေါ့နော် ဒီဖြစ်သွားတဲ့အခြေအနေတွေမှာမူတည်ပြီးတော့တချို့ဟာတွေကတော့နည်းနည်းအဲ့လိုပေါ့ဟိုထင်းသလိုမဖြစ်သေးတဲ့ဟာမျိုးတွေတော့လည်းရှိရပါဘူးเนาะဟုတ်အဲ့လေးကချွင်းချက်ပေါ့ဟုတ်ကဲ့ပါဆိုတော့ဒီ application နဲ့တင်ခဲ့တာလဲဒါအချိန်တခုရှိပြီဆိုတော့ဒီဈားထဲမှာရောအကိုဒီဟာကိုတောက်လျှောက် run ဖြစ်နေခဲ့လားဘာတွေဘာတွေဈားထဲမှာဘလို့အခက်အခဲတွေရောကြုံတွေ့ခဲ့ရလဲဒါလေးလည်းပြန်ပြီးပြောပြပါဦးအခက်အခဲကတော့အများကြီးပဲအခက်အခဲကတော့ဒီ app လုတ်တဲ့အချိန်မှာရောအခုဒီလုတ်ပြီးွားတဲ့နောက်ဆက်တွဲမှာပေါ့နော် ခက်ခဲရတာအများကြီးပဲဆိုတော့အဓိကအခက်ခဲရတော့ကျွန်တော်ကိုနိုင်ကလိုကယ်ထဲမှာရှိမနေတော့တာပေါ့နော်အဲလိုကယ်ထဲမှာမဟုတ်နေတော့မဟုတ်နေတော့တဲ့အခြေအနေဖြစ်တဲ့ကြောင့်မလို့အဲခုနကပြောလို့ပေါ့နော်ဆရာတွေစူးစီးဖို့ဆိုရဲကိစ္စကြတော့အခက်ခဲဖြစ်သွားတော့အဲ့ဒါတစ်ခုပေါ့နောက်ပြီးတော့နောက်တစ်ခုကကြတော့ဟိုဒီနိုင်ငံရေးအခင်းကျင်းထဲမှာလာကျွန်တော်တို့ကလည်းတရတာ ဒီ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 ဟိုအားထဲမှာတော်လိုင်းထဲမှာဒရာဒါပေါဝင်လာတဲ့အခါကျတော့အဲတချို့အခက်ခဲတွေကကိုယ့်အတွက်ဟိုအဓိကတော့အကန့်အသတ်တွေပေါ့နော်အကန့်အသတ်တွေအများကြီးဖြစ်သွားတာပေါ့အများကြီးဖြစ်သွားတဲ့ပုံမှာအဲလိုနှောင့်နေသွားတဲ့ဟာတွေတော့ရှိတာပေါ့ဆိုတော့အဲ့ဒါတွေဒါပေမဲ့အခုဖြည်းဖြည်းချင်းစီတော့ပြန်ပြီးတော့ပြန်စူးစမ်းနေရတာပေါ့နော်တစ်ဆင့်ချင်းစီပေါ့ ဆိုတော့အခုဆိုလို့ရှင်เนาะအခုပြောသလိုပဲဒါဒီ Facebook တို့ Viber တို့ကနေပြီးတော့မှဒီတင်ကြားပေးတဲ့ share လုပ်ပေးတဲ့ဒီတင်ကြားရေးကိစ္စတွေဆိုလို့ရှင်เนาะအဲ့လိုခုနလိုပေါက်ကြားရေးကိစ္စတွေရှိမယ်ပြီးသွားလို့ရှင်ဒါပြန်ရှာနေရပါတော့ချို့ video ဆိုလို့ရှင်လဲ down လဲ down ထားတာပြန်ရှာရတဲ့ဟာရှိမယ်အခုလို application နဲ့ဆိုတော့ဒါကိုကဘယ်အပိုင်းဘယ် level ဒါကိုစိတ်ဝင်စားရတဲ့ဟာရောဒါဒီလိုတည်တည်တန့်တန့်လေးပေါ့เนาะရှင်းရှင်းလင်းလင်းလေးဒါပြန်ပြီးတော့မှလေ့လာလို့ရတယ်ဆိုတော့ဒါကောင်းကွက်လေးအများကြီးရှိတယ်ဆိုတော့အခုဒီဟာတွေကိုအဲတင်ကြားတဲ့အချိန်မှာအဲတင်ကြားသူ ဘယ်လောက်လောက်ရှိပြီလဲအဲပြီးတော့ဒီဟာလေးရဲ့အောင်မြင်မှုပန်းနိုင်လေးရောဘယ်လောက်ထိရောက်နေပြီလဲထားလေးပြောပြပါအောင်မြင်မှုပန်းနိုင်ရတော့မရောက်သေးပါဘူးဝင်လင်းပြောရတော့မရောက်သေးဘူးเนาะကျွန်တော်ကျွန်တော်ရီမန်းထားသလောက်တော့မဖြစ်သေးဘူးเนาะဒါပေမဲ့လောစင်မှာတော့ဒီ app ကိုအသုံးပြုပြီးတော့လေးလာနေတဲ့ဒီတနန်းသားဥယျာကျတော့9800 6000ပတ်ဝန်းကျင်လောက်ရောက်နေပြီပေါ့เนาะ user တော့အဲ့လောက်တော့ရှိတယ်ပေါ့ဆိုတော့ဒီ app မှာလည်းကျွန်တော်တို့ကဗာလဲဆိုတော့ ခုနကပြောသလိုဒီ social နဲ့ social မှာပဲအခုဆိုရှင်မှာ group တွေလောက်ပြီးတင်ကြတယ်ပေါ့နော်အဲ့လိုပုံစံမျိုးသွားတာမျိုးမဟုတ်ဘဲနဲ့ဒီသက်ဖြစ်တဲ့အတွက်ကြောင့်မလို့ app တွေဝင်လိုက်တာနဲ့တခြားဟာတွေရှုံနေတဲ့အချက်ကဆိုတော့ notification တွေမရှုံနေဟိုအဓိကအတိတာတဲ့အချက်ကပေါ့နော်ဟို Facebook ဆိုရှင်တက်လာတဲ့မှာ group တွေမှာဆရာ lesson တင်လိုက်ရအောင်မှအဲ့ဒါကိုမကြည့်ပြလိုက်တဲ့အချိန်ဆိုရင်နောက် update ဖြစ်သွားတဲ့ notification တွေကအစ်စ်တွေဝင်လာတာပေါ့ဝင်လာတဲ့ခါကျရင်ဒီဟာတွေကဟိုအောက်ရောက်တော့ဒီခါကျရင်ဟိုအောက်ရောက်တော့ရင်မကြည့်ပြတော့ ော့မကြည့်ပြတော့ landing မလုပ်ဖြစ်တော့ဘူးเนาะဆိုတော့ဒါတစ်ချက်ဆိုတော့အဲ့အဲ့ပြဿနာတွေ app ထဲမှာမရှိဘူးပြီးရင်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီ app ထဲမှာပဲ user convenient ဖြစ်အောင်လို့လုပ်ပေးထားတာပေါ့နော်အဲ့တော့ lesson တွေဆိုရှင်လည်းကိုယ့်ရဲ့ classroom ထဲမှာကိုယ်တည်တဲ့ဝင်ပြီးတော့ကြည့်လိုက်တာနဲ့ lesson တွေကအကုန်လုံးအစင်လိုက်လုပ်ပေးထားတယ်ဆိုတော့ကိုယ်တစ်ခုပြီးတစ်ခုအစင်စင်လေ့လာဝိုင်းအောင်ပဲအဲ့တော့ machine နာရှိလို့ရှင်လည်း app ထဲမှာမေးလို့ရတယ်ပြီးနောက်ဆရာတွေနဲ့ direct ဆက်သွယ်ပြီးတော့လည်းမေးလို့ရတယ်ပြီးရင်နောက်တစ်ခုကကြတော့ကိုယ်တီးထားတဲ့ဟာကို ိုဆရာတွေကြီးပြန်ပို့ပြီးတော့ lesson တွေပြန်ပြန်ဖြေရတာပေါ့နော်ပြန်ဖြေရတယ်ပြန်ပြီးတော့ဆရာတွေကလိုအပ်တဲ့ဟာရှိလို့ရှိရင်သုံးသပ်ပြီးတော့ပြန်ပြောပေးမှာပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့ online ကသင်တယ်ဆိုပေမဲ့ဟိုဒီတိုင်းပဲ video ကြည့်တယ် video lesson ကြီးပဲဝယ်ကြည့်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်အထိပ္ပာယ်မရှိဘူးပေါ့နော်ဟို video ရောင်းတဲ့သဘောမျိုးပဲဖြစ်နေပါဘူးဆိုတော့ကျွန်တော် app မှာကျတော့ကျွန်တော်အဲ့လိုမျိုးလုပ်ထားတာမဟုတ်ဒါပေမဲ့အဓိကတော့လေ့လာတဲ့လူရဲ့စူးစမ်းထုတ်မှုပေါ့နော် app ထဲမှာဆရာနဲ့ direct မေးလို့ရတယ်။ကိုတီးထားတဲ့အရာတွေမှားလားမှန်လားဆက်လို့ရတယ်။ပြီးနောက်တစ်ခါ lesson တွေကိုယူယူရှင်းရှင်းလေးကြည့်လို့ရတယ်။ဥပမာ local တွေကလူတွေတော့ဆိုဘာလုပ်ပေးထားလဲဆိုတော့ကျွန်တော်ဒီအထက်ထဲမှာ download ဆွဲရပေါ့နော် lesson တွေကို download ဆွဲရတဲ့အခါကျလို့ရှိရင် phone storage လည်းမပေါ့ဘူး။ storage ရောမရောက်သွားပဲနဲ့ app ထဲမှာပဲကျွန်တော်တို့ဒီပြန်ပြီးတော့ offline ပြန်ကြည့်လို့ရတယ်။ဘာလို့ local ထဲမှာအခုဆိုရှင် internet ပြဿနာတွေအများကြီးတက်နေတယ်လေ။ဆိုတော့တက်နေရဆိုတဲ့အခါကျတော့ download ဆွဲရတဲ့အခါမှာလဲကိုက data ပမာဏအများကြီးမကုန်ညုံဆိုရင် မူဒီကြည့်ရမဲ့ video ရဲ့ size ကိုကိုယ်အောင်ရွေးပြီးဆွဲလို့ရတယ်။ဥပမာ 1080p နဲ့ကြည့်မလားအဲစာရှင်ပေါ့နော် size ကိုကိုယ်ကိုယ်နဲ့ကိုယ်အမျိုးမျိုးဆွဲပြီးတော့ကြည့်လို့ရတယ်ပေါ့နော်။ဆိုတော့အဲ့ဒါကိုဆွဲပြီးွားလို့ရှင်လဲ offline ပြန်ပြီးပြန်ဖွင့်ပြီးကြည့်လို့ရတယ်။အဲ့တော့ဥပမာ line ရတဲ့နေရာကိုသွားသွားပြီးွားလို့ရှင်ကိုကဒီ lesson လေးကို download ဆွဲတာဆွဲတာပြီးွားလို့ရှင်ကိုအိမ်ပြန်ရောက်တော့မှ offline ပြန်ဖွင့်ပြီးကြည့်ပြီးတော့လေ့ကျင့်လို့ရတယ်။အဲဒါမျိုးလေးလုပ်လို့ရအောင်လို့ ကြားထဲမှာတော့ကျွန်တော် update လေးလေးလုပ်ပြီးစီစဉ်ပေးတာပေါ့နော် offline လည်းကြည့်လို့ရအောင်လို့အခုလည်းထပ်ပြီးတော့ကျွန်တော် update တွေထပ်ပြီးထပ်လုပ်နေအဲ့ဒါကတော့ဗာလဲဆိုတော့ဒီကျွန်တော်တို့ဒီတကဘာလုံးမှာရှိရဲကျွန်တော်တို့ဒီနိုင်ငံသားတွေပေါ့နော်သူတို့ music ကိုလေ့လာခြင်းတဲ့အခါကျတော့အလွယ်တကူလေ့လာလို့ရအောင်လို့အရင်တော့ကတော့ကျွန်တော်တို့ဟို local တွေကလူတွေကိုပို့ပြီးတော့ဟိုဦးစားပေးပြီးတော့ target ထားပြီးတော့ကြော်ညာတာမျိုးတွေရှိရပေါ့နော်ဒါအခုနောက်ပိုင်းကျတော့ လိုကလေးကလူတွေမှာလည်း internet အခက်အခဲတွေဓာတ်ရှိရဲဆိုပြီးနောက်တစ်ခုကကြတော့တခြားနေရာကိုရွှေ့ပြောင်းပြီးတွာလာနေကြတဲ့အခြေအနေမျိုးဖြစ်သွားတယ်ပေါ့နော်ဖြစ်သွားတော့အဲ့တော့ကျွန်တော်တို့က payment တွေဆိုရှင်လည်း global payment တွေရအောင်လို့အခုထပ်ပြီးတော့ကျွန်တော်တို့စူးစမ်းနေပေါ့နောက်တစ်ဆင့်ဟုတ်ဟုတ်ကဲ့ပါဆိုတော့ဒီဒီ music learning application ဆိုတော့ဒါက guitar ကြီးပဲတော့မဟုတ်ဘူးเนาะတခြားရောဘာ instrumental တွေလေးလာလို့ရလဲကိုဒီထဲမှာအာဒီ instrumental တွေဘလို့ဟာတွေအမျိုးစားတွေဘာသာရက်တွေဘလို့တွေခွဲခြားထားလဲကိုဒါလေးပြောပြပေးပါ အထဲမှာတော့ဟိုကျွန်တော်တို့အခုလက်ရှိမှာတော့ဒီဂီတာလေးလာလို့ရမယ်ဂီတာမှာမှအဲ classical လေးလာမယ်ဟာလာပြီးလို့ရှိရင်ဒီမာဒီ rhythm ပေါ့နော် rhythm အပိုင်းကိုလေးလာမယ်ဒါမှမဟုတ်ဒီဂီတာ soloing အပိုင်းပေါ့နော်အဲအပိုင်းကိုလေးလာမယ်အဲ့လိုမျိုးဘာသာရပ်တွေရှိတယ်ပြီးရင်နောက် piano ရှိမယ် piano မှာမှအဲအဲ့လိုပေါ့ basic level intermediate level အဲ့လို level တွေဂီတာမှာဆိုလို့ရှိရင်လည်းခုနကလိုပေါ့နော် level alike တွေအကုန်ရှိတယ်ပြီးရင် drum ရှိမယ် bass ရှိမယ်ပြီးရင် vocal ရှိမယ် ီးရင်ဥကလေလေးရှိတယ်။ဆိုတော့အဲ့လိုပါတရက်တွေတော့လေ့လာလို့ရတယ်ပေါ့နော်။ဒါပေမဲ့နောက်ထပ်လည်းကျွန်တော်တို့ထပ်ပြီးတော့ပါတရက်တွေထပ်တိုးနိုင်အောင်လို့တော့စူးစမ်းနေပါတယ်။ဟုတ်။ဆက်ဆိုလို့ရှိရင် 4K လေးပါတယ်။ ဟုတ်ကဲ့ပါတယ်ပါတယ်ပြီးတော့လို့ရှိရင်အာ piano piano guitar ပါမယ် guitar drum bass drum ပြီးဥကလေလေးပေါ့နော်ဟုတ်အများကြီးစုံလင်ပါတယ်နော်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ရှေ့လျှောက်ပြီးတော့အကိုဗားရီအများကြီးဆက်ပြီးလှုပ်သွားဖို့ရှိအောင်မလဲအဲပြီးတော့ဒါကဒါဆိုလို့ရှိရင်ပေါ့နော် ခုနကပြောသလိုပဲအကိုဒါက application ကြီး video ကြီးကိုကြည့်ပြီးတော့မှဒါကကိုယ့်အကိုပဲ landing လုပ်နေအောင်အပြင်ကိုသူကကြောင်းတက်လိုက်သလိုပဲပေါ့နော်အကိုခုနကပြောသလိုဆောင်းမွေးကြီးပြန်ဆက်တဲ့ဆရာကြီးနဲ့ပြန်မေးတယ်ဆိုတော့အဲ့လိုမျိုးလေးဆိုတော့ဒီဟာအတွက်ကိုဒါဒီတခြားဒီ guitar ကိုဝါသနာပါတယ် ယ်ဒါပေမဲ့ခုနပြောသလိုပဲလိုကယ်ရေးရောက်နေတဲ့လူတွေဒါအင်တာနက်မရတဲ့လူတွေအဲလူကိုယ်တိုင်ဆရာတွေနဲ့တွေ့ပြီးတော့မတင်နိုင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်ရောဒါအကျိုးတွေလည်းအများကြီးဖြစ်တယ်ဆိုတော့လေဒီနေရာလေးနဲ့ပတ်သက်ပြီးတော့အကိုဒါကဒါအခုဟိုဂီတကိုစိတ်ဝင်စားတဲ့လူတွေဆိုလို့ရှိရင်ပေါ့နော်ဘလိုလေးတင်ပြီးတော့ဘလိုလေး practice လုပ်မယ်ဆိုရင်ဘလိုလေး improve ဖြစ်နိုင်တယ်ပေါ့နော်ဒီနေရာလေးကိုထပ်ပြီးပြောပြပေးပါဟုတ်ဟုတ်ကဲ့အဓိကတော့ကျွန်တော်ဒီ online ဆက်လုပ်ဖြစ်တဲ့ရွေချက်ကနေအရင်စပြောပါဘောနော်ကျွန်တော်ကိုနိုင်လေအဲ လေးလာတဲ့အခါမှာပြင်ပနေပြီးတော့ဆရာနဲ့ in person လူကိုယ်တိုင် လေးလာတဲ့ဟာမျိုးရှိသလို online ကနေလေးလာတာမျိုးရှိတယ်။ဒါပေမဲ့ online ကနေလေးလာရဆိုတဲ့ဟာကျတော့ကျွန်တော်တို့ကလေးလာခဲ့တဲ့ပုံစံကျတော့ဟိုမှာကိုတီးခြင်းတဲ့အချင်းတွေဆိုရှင်ဟိုမှာဟိုဒီ score တွေပေါ့နော် score sheet တွေကို online ကနေပြီးတော့ download သွားဆွဲဆွဲပွားလို့ရှိရင်အချင်းတွေနားထောင်နားထောင်ပြန်တိုက်ကြည့်ပြီးတော့ practice လုပ်ရတာပေါ့ဆိုတော့ဒါကလည်း online နေ learning လုပ်တာပဲလေဘာလို့ဆိုတော့အပြင်မှာဆရာကိုယ်တိုင်ဟိုကျွန်တော်တီးခြင်းတဲ့ instrument တွေကို မူရင်းဖန်နေတဲ့လူကိုနိုင်ကကျွန်တော်လာတင်ပေးတာမဟုတ်လူတူတယောက်ကတင်ပေးတာမဟုတ်ဒီရှိတဲ့ဒီစာရွက်စာတမ်းနဲ့เนาะကျွန်တော်ဒီရှိတဲ့ audio နဲ့တစ်ခုပေါင်းဆက်ပြီးတော့ကျွန်တော်လေ့လာရတာဆိုတော့အဲ့သဘောပဲပေါ့เนาะအဲ့လိုမျိုးဆိုတော့ဒီဟိုခုနကတော့လို့ဒီတင်ပေးတယ်ဆိုရဲဟာကြတော့ဘာတစ်ခုပို့ပို့လာလဲဆိုတော့ကျွန်တော်တို့ကဆရာနဲ့တိုက်ရိုက်ပြောလို့ရတယ်အဲ့တော့တင်နန်းနဲ့မှာကျွန်တော် app ထဲမှာဆိုလို့ရှိရင်စာရွက်စာတမ်း video ပေးနောက် backing track တွေပေါ့နော်ဒီ audio file တွေအဲ့ဒါတွေပေးထားတာအပြင်ဟိုမှဆရာရှိတယ်ပြောချင်တာဒီ video ထဲမှာပြပေးနေတဲ့ဆရာနဲ့ဟိုအပြင်မှာတိုက်ရိုက်စကားပြောလို့ရတယ်အပြင်မှာဆိုဟို online မှာပေါ့နော် online မှာတိုက်ရိုက်စကားပြောလို့ရတယ်မရှင်းတာရှင်မေးလို့ရတယ်ပြီးနောက်ကိုတီးထားတဲ့ဟာကိုမှားလားမှန်လားဆရာပြန်ပြီးတော့ check လုပ်ပေးတယ်ဆိုတော့ဒါမျိုးတွေရှိရပေါ့နော် app ထဲမှာရှိရဆိုတော့လေးလာတဲ့အခါမှာဟိုအပြင်မှာလာလေးလာနေရသလောက်80%လောက်လေးလာတဲ့သဘောပဲပေါ့နော် ါပေမဲ့တခုရှိတာတော့ online ဆိုတော့ကျွန်တော်ကတချို့ဟာတွေတော့အကန့်အသတ်တော့ရှိတာပေါ့နော်ဟိုအပြင်နဲ့တော့တရားရဂိုင်းတော့မတူနိုင်ဘူးပေါ့ဟိုမှာဆရာနဲ့စကားစမြည်ပြောပြီးတော့တခြားအကြောင်းအရာတွေရှိကြွားတာဟိုမှာတခြားဘူးသူတရားဆရာတွေပြောတာမျိုးပေါ့နော်ဒါမျိုးတွေကတော့အများကြီးတော့မရနိုင်ဘူးပေါ့ဆိုတော့ icon တစ်ချက်လေးတခုတော့ရှိတယ်။ channel ဟာကတော့အပြင်မှာတင်နေရသလိုဖြစ်အောင်လို့ကျွန်တော်အများကြီးစူးစမ်းပြီးတော့ဖန်တီးပေးထားတယ်ပေါ့နော်။ဟိုဗီဒီယိုသင်ခန်းစာတွေဆိုရှင်လဲကျွန်တော်သင်ခန်းစာတွေမှာဆိုရှင်ပုံမှန်ဒီ ဟိုကြည့်ရတဲ့ viewers ဟာဒီကင်မရာတစ်လုံးနဲ့ရိုက်ထားတာမျိုးမဟုတ်ကျွန်တော် triangle ယူထားတယ် marketer ဆိုရှင်လဲဘယ်ဘက်လက်ညာဘက်လက်ပြီးရင်နောက်စကားပြောတဲ့ချိန်မှာတနင်္သာနဲ့အိုင်းကွတ်တဲ့ရအောင်လို့ကျွန်တော်တို့ဒီဟိုမီဒီယံရှုလာပါတော့ရိုက်ထားပြီးတော့အဲ့လိုမျိုးသင်ပေးထားတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့ဘာပြော lesson ကြည့်ရတဲ့ချိန်မှာလဲဟိုဒီတိုင်းတက်ကတ်သေးရိုက်ထားပြီးတော့ angle တစ်ခုတည်းကနေရိုက်ထားပြီးတော့ကြည်ပြီးတော့တဏ္ဍာပြင်းသွားတဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်အဲလိုမျိုးလေးတေချာလေးပြီးတော့လုတ်ပေးတာဟုတ် ဟုတ်ကဲ့ပါဆိုတော့ကိုဘက်ကနေပြောမှာအခုဒီလက်ရှိဆိုလို့ရှိရင်ဒါပညာရေးပိုင်းမှာပေါ့နော်သင်ကြားရေးပိုင်းနေဒါဆိုလို့ရှိရင်လည်းဒါသင်ကြားရေးပိုင်းမယ်ဆိုတော့ဒီမှာအာဒါရီကိုစိတ်ဝင်စားတဲ့လူတွေကိုကိုတိုင်းလည်း instructor တယောက်လည်းဖြစ်တော့ဒီဒါရီကိုဆက်ပြီးတော့မှသင်ကြားချင်တဲ့လူတွေဒါမဲ့လည်းဒါဒါခဲရင်နေရလားဒါလူကိုတိုင်းလည်းသင်တာမဟုတ်တော့အဆင်ပြေပါမလားဆိုတဲ့လူတွေ worry များနေတဲ့လူတွေလည်းရှိရဲဆိုတော့ဒီဟာတွေကိုဆက်ပြီးစူးစမ်းချင်သေးဖြစ်သွားအောင်အခုဘက်ကနေပြောမှာစိတ်ခွန်အဖြစ်စီမဲ့စကားလေးပြောပြပါဦးရှင်ဟုတ်အဓိကတော့ မိမိကိုယ်တိုင်ပါပဲမိမိကိုယ်တိုင်ပဲဆိုတာအဓိကကိုယ့်ရဲ့လ ీల ာခြင်းနဲ့စိတ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ဒီ music ပေါ်ဆာလောင်မှုဘယ်လောက်ရှိလဲပေါ့ဆိုတော့အဲ့ဒါနဲ့ပဲအခြေခံပြီးတော့ပြောရမှာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကဆိုရှင်လဲကျွန်တော်တို့ဒီလ ీల ာခဲ့ရတဲ့ဒီပုံစံဆိုရှင်လဲလွယ်လွယ်ကူမဟုတ်ရှင်းပြောရင်အခုအခုကျွန်တော်တို့လုပ်ပေးထားသလောက်တောင်မလွယ်ကူနေခက်ရခက်စဆရာရှိရဲ့စီကိုတွားရတယ်အပြီးပါလို့ရှင်အိမ်မှာဆိုရှင်လဲ တဲမှာလူကြီးရသဘောမကျကြဘူးလေသဘောမကျကြဘူးဆိုတော့ဂျားတွေကနေမှအခက်အခဲစေရအောင်လို့လုပ်ကြအခုကျတော့လူကြီးတွေက support အများကြီးလုပ်လာပြီဆိုတော့ဒီဟာကိုဟို education တစ်ခုအနေနဲ့တော့မှပြောင်းပြီးတော့မြင်လာကြပြီအရင်တော့ကျ music ကို education လို့မမြင်ဘူးတကယ် music က education ပဲ mandate အတွက်ကိုပြီးနောက်တစ်ခါကျတော့ဒီအဓိက brain အတွက်ကိုပေါ့နော်ဆိုတော့အများကြီးအထောက်အကူပြုတယ်ဆိုတဲ့အခါကျတော့တစ်ခုပဲကိုရဲ့ခုနကပြောတဲ့ဆာလောင်မှုကအရေးကြီးဆုံးပဲဆိုတော့သင်ပေးမဲ့ဆရာကြီးလည်း ျွန်တော်တို့ app မှာမဟုတ်ကျွန်တော်တို့မှာမဟုတ်အများကြီးရှိတယ်အခုဆို online ဟောမှာတကယ်တင်ပေးနိုင်တဲ့ဆရာကောင်းတွေအများကြီးရှိတယ်ဆိုတဲ့အခါကျတော့ကိုယ့်ရဲ့ဆာလောင်မှုကသာအဓိကကျတယ်ပေါ့နော်ကိုကတကယ်လိုချင်တဲ့စိတ်နဲ့လုပ်မယ်ဆိုရင် online ပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်ထိအောင်ပါပဲဆိုတော့တကယ်လုံးချင်စိတ်ပြင်းပြပြရမရှိနေဘူးဆိုရင်တော့အပြင်မှာလူကိုယ်တိုင်တင်လဲမတက်ဘူးအဲ့တော့အပြင်မှာတင်ပို့တက်တယ် online မှာတင်ပို့တက်တယ်ဆိုတာအထက်ကျွန်တော်ပြောချင်တာအဓိကကကိုယ့်ရဲ့စိတ်ပုံမှန်ပဲမူတည်တယ် အကိုဘလောက်ဒီဆဆဆလောင်ပြီးတော့လိုချင်လဲပေါ့အလိုချင်ရင်လိုချင်တဲ့လူကတော့တည့်ရတိုင်းပဲဆလောင်နေဆိုမြန်ရအောင်လိုက်ရှာတာပဲလေရှာပြီးတော့ကိုယ့်ရဲ့ဒီဆလောင်မှုကိုရအောင်လို့ဖြည့်ပြောက်တာပဲဆိုတဲ့အခါကျတော့အဓိကအချက်အရေးကြီးဆုံးကတော့အဲ့ဒါပဲဆိုတော့ဂျန်တဲ့ဟာကတော့အဲ့လောက်အရေးမကြီးဘူးပေါ့နော်ဟိုဂျန်တဲ့ဟာတွေအကုန်လုံးရှိနေပြီသားဟိုရှိနေပြီသားဆိုတဲ့အခါကျတော့အဓိကဒီဆလောင်မှုရှိရင်ဂျန်တဲ့ဟာအကုန်လုံးအဆင်ပြေအောင်ပါ ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့အခုအနေနဲ့ပြည့်စုံပြီးပြောချင်တာလေးဗာလေးနဲ့ရှိမလဲပြောပြပါဟုတ်အဲပြည့်စုံပြီးပြောချင်တာ တော့အဓိကတော့ကျွန်တော်ဒီ app ကိုပေါ့နော်အခု၄နှစ်တာဒီဒီကျွန်တော်ဒီ new dollar ရဲ့၄နှစ်တာကာလလုံးမှာကျွန်တော် app ကလုံးဝရက်တလောက်ကိုဖြစ်နေတာပေါ့နော်ကျွန်တော်လည်းစိတ်တွေအဆင်မပြေတဲ့အခါကျတော့ဘာမှဟိုမလုတ်ဖြစ်ဘူးပေါ့သူတွေတွေမလုတ်ဖြစ်ဘူးမလုတ်ဖြစ်တဲ့အခါကျတော့အခုတော့ပြန်ဆပြီးတော့ပြန်ဟို ပြန်ပြန်ပြီးတော့ဘယ်လိုပြောမလဲစပြီးတော့ပြန်ပြီးမောင်းနေနိုင်မှုအတွက်ပြန်ပြန်လုံနေပေါ့နော်လုံနေပြီဆိုတော့အဲဒီ app လေးကိုအားပေးကြပါအောင်လို့ပြောချင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါခြေစမြားကြီးတင်ပါတယ်အခုလိုချိန်ပေးပြီးတော့မှဒီ video လာရောက်ဖြေချပေးရတဲ့အတွက်ဟုတ်ကဲ့